တောင်ကြားမော်တော်တွေကရွာဟောင်းလေးမှာဝတ်တက်ချပင်ဤအရွက်များသည် နေတိုးတန်ဖြင့်စကားပြောနေသလိုခြောက်လန့်သည်ဆူတောင်းပြေပါစေ။ဒါပေမဲ့မင်းဖိုးတန်ဆုံးအရာကိုငါအားပေးလိုက်ပါဟုတစ်ပင်က တဝီဝီငဲသည်ရွာသူကြီးက ခလေးများကိုတတိပေးထားသည်ဒီတစ်ပင်စကားပြောတိုင်းတယောက်ယောက်ပြောက်ွယ်သွားတတ်တယ်။ဆယ်ချောင်းနှစ်သားလီလာသည်ညီငယ်ကိုကိုလေးဤ က်ပူချေပူဖျားနာမှုကိုမခံမရနိုင်တော့ပဲညအမောင်နဲ့တစ်တော်တဲ့သူပြုတ်ဝှက်ထွက်ပြေးခဲ့သည် သူမ၏လက်ထဲတွင်ဖခင်ဆုံးပါချိန်က ပေးခဲ့သောဖဲချိုးပြလေးကိုမြင်းမြန်စွာဆုပ်ကင်ထားသည်တစ်ပင်ရှေ့ရောက်သောအခါလီလာ၏ခြေချောင်းများအောက်မှမြေကြီးသည်သွေးနီရောင်အရိပ်များဖြင့်ပြောင်းလဲသွားသည်သူအသက်ကိုကယ်ပါဘာကိုမဆိုပေးမယ်ဟု လီလာကငိုကြွေးပြီးစုတောင်းလိုက်သည်တစ်ပင်က လေတိုးတန်ဖြစ်ဖြစ်သည် သူ့အတက်အတွက်မင်းရဲ့အတန်ကိုပေးပါအတန်တိုင်းဟာမင်းရဲ့အမှတ်တရတစ်ခုကိုမျိုးသွားမယ်ငိုတောက်ချိန်တွင်ကိုကိုလေးသည် ပြုံးရယ်ကထထိုင်နေတော်လဲလီလာဤလဲချောင်းထဲမှတချင်းဆိုခဲ့ဘူးသောဖခင်တချင်းတန်များအားလုံးကြောက်ဆုံးသွားသည်ကျေးရွာတွင်မိုးခေါင်လာသောအခါလီလာသည်တစ်ပင်စီပြန်လာခဲ့သည်သူမ၏အစာအုပ်ထဲမှ ဖခင်နှင့်ရိုက်ထားသောဓာတ်ပုံများကိုမိရှုကမိုးပေါတောင်းသည်ဒီဓာတ်ပုံတွင်လည်းလဲလေပါ ကျေးဇူးပြု၍တစ်ပင်က သူမ၏မျက်နာကို အမြင့်များဖြင့်ထောက်ရက်ပြောတယ်ငါကိုမင်းရဲ့ပြုံးရည်တန်တွေပေးပါမိုးဆက်တိုင်းမှာမင်းရဲ့အပြုံးတစ်ခုငါစားသွားမယ်ကျေးရွာတွင်မိုးခေါင်လာသောအခါလီလာသည်တစ်ပင်စီပြန်လာခဲ့သည်သူမ၏အစာအုပ်ထဲမှ ဖခင်နှင့်ရိုက်ထားသောဓာတ်ပုံများကိုမိရှုကမိုးကိုတောင်းသည်ဒီဓာတ်ပုံတွင်လည်းလဲလေပါ ကျေးဇူးပြု၍တစ်ပင်ကသူမ၏မျက်နှာကို အမြင့်များဖြင့်ထောက်ရက်ပြောတယ်ငါကိုမင်းရဲ့ပြုံးရည်တန်တွေပေးပါမိုးဆက်တိုင်းမှာမင်းရဲ့အပြုံးတစ်ခုငါစားသွားမယ် ထိုညတွင်ပင်မိုးသေးထန်စွာရွာတော်လဲလီလာဤမျက်နာတွင်ဘယ်တော့မှပြုံးရည်တန်ပြန်မတွေ့ရတော့ပေကြီးရွာသားများလောဘကြီးလာသောအခါတစ်ပင်သည်မိ गो ရောက်မှုများဖြင့်ရွာကိုဖုံးဝန်းလာသည်လီလာသည်သူမ၏နောက်ဆုံးလက်နက်ဖြစ်သောဖဲကျိုးပြလေးကိုတစ်ပင်အမြင့်အောက်သို့မြုပ်နှံပြီးဆူတောင်းလိုက်တဲ့ငါကိုစားပါဒါပေမဲ့ငါကျေးဇူးကို သူတို့မေ့သွားပါစီ ။တစ်ပင်သည်လီလာကိုအမြင့်များဖြင့်ဝါမျိုးလိုက်ပြီးနောက်တစ်နေ့တွင်ကျေးရွာသားအားလုံးသူမကိုမေ့သွားကြသည်။သို့သောအချိန်နည်း၂၀ကြာပြီးနောက်ကိုကိုလေးသည်လူကြီးဖြစ်လာပြီးတစ်ပင်အနီးတွင်လက်ထိတ်ကျိုးနှင့်မတိမတာတွဲထားသောဖဲကျိုးပြားလေးကို တွေ့ရှိသည်။သူ၏လက်ဖဝါးပေါ်ကအမာရွတ်သည် ဥလောင်လာပြီးတစ်ပင်ကိုထိမိသည့်အခါတွင်အမာခုသူ၏နှုတ်ခမ်းများမှအတန်မထွက်ဘဲနှင့် စကလုံးများလွင့်ထွက်သွားသည်။ ဝတ္တချပင်ဤအရွက်များမှလီလာဤတချင်းတန်သည်နေတိုးတန်အဖြစ်တဝီဝီမီနေစေဖြစ်သည်